စမယ်။ Telegram ပေါ်ကမိကိုရန်ကုန်အော်နေတဲ့အောင်စစ်တေတော်များနဲ့ TikTok ပေါ်ကစစ် uniform လေးတွေတိုင်းပြီးငိုနေတဲ့အမောက်ဆိုးမလေးတွေဟာလူမှုကွန်ရက်ခီကြီးတဲ့မြမတပ်ပတော်ရဲ့ပုံရိပ်ကိုတရုတ်ဆောင်၄မျိုးနဲ့ကပြနေသလိုလို Telegram လို platform မျိုးမှာဗဒက်ကင်တူတူလေးလင်းယုံအစာကောက်ဗဒက်ကင်၂000ကျော်ရတပ်မတော်စကမ်းမကြသေးပါတပ်ပြောမယ်တပ်မတော်စကမ်းမကြသေးပါဆိုပြီးသတင်းတွေတပ်ပုံတွေတက်လာပြီးမြင် အခြားတစ်ဖက်မှာတော့အထူးသဖြင့်တစ်တော့ပေါ်မှာကြတော့အမလီယောက်ျားရဲ့ထားသွားခဲ့ပြီလားဆိုပြီးမျက်ရည်ဝဲနေတဲ့စစ်သားဇနီးများတွေဟာဒူးနဲ့ဒေးကိုပေါ်လာပြန်နေရောကြည့်ရတာအရှင်နဲ့အနောက်မြောက်နဲ့တောင်မှတောင်တက်မတော်ရဲ့သတင်းစီစဉ်မှုတွေဟာကွဲပြားလွန်းလို့တက်မတော်မိသားစုတွေကိုယ်တိုင်တောင်ဘယ်ပုံစံကိုရုံရမှန်းမသိဖြစ်နေကြတယ် Telegram ပေါ်ကတက်မတော် channel တွေမှာဆိုရင် အောင်ပွဲတွေဆိုတာမမြင်ချင်မှအဆုံး အော်လန်တွေနဲ့ဆူညံနေတဲ့ခန်းမကြီးလိုမျိုးပဲဒီနေ့တော့ဟိုဘက်ကဗနယောက်ကျသွားပြီဒီနေ့တော့လက်နက်တွေတင်စီရမိပြီဗဒက်တွေဘလို့လန်ကျသွားတာဆိုတဲ့သတင်းတွေဟာအတန်းလိုက်အခွေလိုက်ပဲစစ်သားတွေကလည်းစေဝတ်ဆောင်အပြည့်နဲ့မော်ဒယ်ပို့စ်တွေပေးလို့ပေးလက်နက်တွေနဲ့ဓပုံရိုက်လို့ရိုက်ငါတို့ကကဘာဆက်38တက်မတော်กว่าလို့တွေးကြော်နေကြတာညမကောင်းတော့အောင်ပဲ Telegram ပေါ်မှာတက်မတော်က Superhero တွေ ဘယ်လိုအင်အားကြီးတယ်ဘယ်လိုလေရင်တွေရှိတယ်ဆိုတာတွေကြွားကြွားပြီးအမြဲတမ်းအောင်ပွဲခံနေကြတာဒါကိုကြည့်ပြီးပြည်သူတွေကတော့အာငါတို့မြမတက်မတော်ကအမခံပဲဟေ့ဆိုပြီးမင်းငော့ချီးကျူးရမလို့လူအေးတစ်တော့ပေါ်ရောက်လာတော့မှာပဲမြင်ကွင်းတွေကလုံးဝပြောင်းပြန်ဖြစ်သွားပါရောလားဒီမှာကြတော့အမေးရဲ့သားလေးဘယ်တော့ပြန်လာမှာလဲယောက်ျားကြီးမိမဆောက်နေတယ်နော်ဆိုတဲ့စားသားလေးတွေမှာ တက်မတော်သားရဲ့ဓာတ်ပုံလေးတွေကန်ပြီးနောက်ခံဂီတကလည်းဝင်နေစရာနဲတန်လေးတွေနဲ့ဆိုတော့ကိုရီးယားဒရမာတကားကို slow motion နဲ့ကြည့်နေရသလိုမျိုးတချို့ဗီဒီယိုမှာဆိုရင်မိမဖြစ်သူကငိုနေတာကိုဖြည်းဖြည်းချင်းဇွန်ဆွဲပြပြီးစစ်ပွဲရဲ့စိုးကြိုးလိုလို အနစ်နာခံမှုလိုလိုနဲ့မျိုးစုံပုံဖော်နေကြတာ Telegram မှာစစ်ကိုခေါ်ရင်စစ်လာတဲ့ပြောပြီးအောင်ဝဲခံနေတဲ့မျက်နှာတွေဟာ TikTok ပေါ်မှာကြတော့မျက်ရည်ဝဲနေတဲ့မျက်နှာဘေးတွေဖြစ်နေတော့ တက်မတော်ရဲ့သတင်းတွေဟာတထက်တည်းမကြနိုင်ပြန်ဘူးအတိုင်ဖောက်မညီတဲ့လူမှုကွန်ရက်ပြဆက်ကြီးလိုပဲတင်စားရမလို့လို့ဒီတော့ကပြည်သူတွေအနေနဲ့ဘယ်ဟာကိုယုံကြည်ရမလဲဆိုတာဝေခွဲမြဖြစ်ရပြီပေါ့ Telegram ပေါ်ကအောင်စစ်တီတော်များလားဒါမှမဟုတ် TikTok ပေါ်ကမျက်ရည်စက်များလားဆုံးဖြတ်ရခက်ခဲနေကြတယ်မလားတကယ်တော့ဒီလိုအတိုင်ဖောက်မညီတဲ့ဇလန်းတွေဟာ တက်မတော်ကတမင်တကာရည်ရွယ်ပြီးလှုပ်ထားတာပါတစ်တော့မှာရှုံးနေတာကိုကြည့်မလား Telegram မှာနိုင်နေတာကိုကြည့်မလားပြည်သူကိုတက်မတော်ကရေးချယ်ခွင့်ပေးထားတာပါတက်မတော်ဟာသတင်းရေးရာတင်ဆက်တဲ့နေရာမှာတော့ဒီလိုဒီမိုကရေစီနှိကျရေးချယ်ခွင့်ပေးထားတာကိုများခမားတို့ကအခု2025မှာကျင်းပမယ့်ရွေးကောက်ပွဲကိုဘာလို့မယုံကြည်နေကြတာလဲတကယ်တော့မြမတက်မတော်ဟာ သူနဲ့ဘာမှမဆိုင်နဲ့အထွေထွေရွေးကောက်ပွဲရဲ့ရလက်ကိုမကြိုက်လို့အာနာသိမ့်ခဲ့တာသုံးငါပဲရှိပါသေးတယ်ဗျာတဲ့တွင်အမှန်တွေတင်ဆက်ပေးနေတယ် Agency Side